့ရဲ့ best friend နဲ့သူတွေကစီစဉ်လာစီစဉ်တဲ့ဟာအဲ့လို best friend ကိုပို့ရဲ့ message ကိုကိုယ့်စီကိုမှားပြီးတော့ရောက်လာသူကသူတငယ်ချင်းနေရနေဆင်အဟို Belgium ကိုတခါ direct မှာထားရပေါ့နော်ကိုကြိုက်တဲ့ပုံစံလေးပါပဲဒါပေမဲ့ကြိုပြီးတော့ပြပြထားတာမျိုးတော့မဟုတ်ဘူးပေါ့နော် အခုစိတ်ချမ်းသာမှုကသူ့ရဲ့ဟို first priority ဖြစ်နေတာပေါ့အဲ့ဒီအချက်လေးအကြောင်းမှုလို့ရယ်ပြီးတော့နောက်တစ်ခုကဒီ brain level 2တွေပေါ့နော်အဲ့အားလေးကြောင်းပါနော်အရေးကြီးဆုံးကတော့ညီမဟိုအရန်ချစ်ခံရတယ်ပေါ့နော်အဲ့အားကြောင်းမှုလို့တသက်လုံးလက်တွဲဖို့ရွေးဖြစ်သွားတာပါဟုတ်အာမိမတော့ညီမတို့ဘူတက်မှာဟိုကွဲလေးလို့မှာပေါ့နော်ဗမာလူလေးပါပဲထမသိန်းကတော့ကိုကိုမျိုးမင်းဆိုဒီဇိုင်နာကိုမျိုးမင်းဆိုကညီမတို့စပွန်ဆာပေးထားတယ်ပေါ့နော် surprise ဖြစ်ခဲ့ရတာဆိုတော့ဟိုတငယ်ချင်းစစ်အမြဲပြောသလိုပဲဗောနော်ကိုကို surprise တိတ်ပြီးရောဟိုလှုပ်လို့မရဘူးအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တာဗောနော်ကိုကတခုဆိုလို့ရှိရင်အမြဲဟိုကြူကြူပြီးရောဟိုဘယ်လိုခေါ်မလဲတိတိတယ်ဗောနော်အဲ့တော့အဲသူကဗာလဲဆိုတော့ဒီကိုရဲ့ best friend နဲ့သူနေရာ season တာ season နဲ့ဟာအဲ့လို best friend ကိုပို့ရဲ့ message ကိုကိုစီကိုမှားပြီးရောရောက်လာအဲ့လိုဗောနော်အဲ့တော့ကြာတော့ဒါမဲ့လဲဟိုမတိကြအောင်ဆောင်းထားတာဗောနော်မတိကြအောင်ဆောင်းပြီးတော့အဲဟို ဘယ်လိုခေါ်မလဲဟိုပျော်တော့ပျော်ခဲ့ရပါဘောမင်းကြီးကြောက်ခဲ့ဒီဟွာဘွားမှာအမှတ်တရဟို proposal လောက်ခံရတယ်ဆိုတော့ကြတော့ပျော်ပါတယ်ဟုတ်မသိကြအောင်ဆောင်ရရဆိုတော့ကောင်းလေးကတည်လာ တီးတာပေါ့မက်ဆေ့မပို့လိုက်ပြီးတော့အဲ့တော့ကတော့ဟို best friend နဲ့နှစ်ယောက်သွားတွေ့နေတဲ့အချိန်မှာ तू ကအာဒီနေ့အဲ့ရဲ့အဲ့ရဲ့အဲ့လိုအဲ့ plan အကြောင်းကိုမပြောနဲ့အောင်တော့ဆိုရဲ message ကိုကိုစီကိုရောက်လာတာအဲ့တော့ကျတော့ best friend က best friend ကို तू ကအဲ့လိုမျိုးဟိုဟာတဲ့ तू မပို့လိုက်မိပြီဆိုပြီးတော့ဆိုတော့ तू तू လဲတီးရောတီးပါတယ်ဟုတ်အဲတွဲတာကတော့မကြသေးခုဆိုရင်တော့ဟိုတနစ်ခွဲလောက်ပဲတနစ်ခွဲတနစ်ခွဲကြောကြောပေါ့နော်အဲ့လောက်ပဲရှိပါသေးရဲ့ဟုတ် ဟိုဆက်စားချင်းချင်းဒီစပြီးတော့တွဲခဲ့ရပါတော့အဓိက ပထမဆုံးတစ်ချက်ကတော့ကိုယ်စိတ်လုံခြုံမှုပေးရပေါ့အဲကိုတခုခုဖြစ်လို့ရှိရင်သူစီရနေပြီးတော့အဲသူကဘယ်လိုခေါ်မလဲသူအမြဲတမ်းရှိရယ်ဆိုရယ်စိတ်ခံစားချက်ပေါ့နော်အဲ့ဟို security ကိုညမရရယ်ပေါ့နော်အဲလှည့်ကြည့်လိုက်တိုင်းသူရှိရယ်ပေါ့အဲ့ security ကိုရရယ်ပြီးတော့ဟိုအကိုတယောက်လိုရောဒီခင်မုန်းကောင်းတယောက်လိုရောညမအတွက်တစ်တက်လုံးလက်တွဲဖို့ ဟိုဘယ်လိုခေါ်မလဲသူသူရှိရယ်ဆိုရဲဟာမျိုးပေါ့နော်ပြီးွားလို့ရှိရင်ညီမတို့သူကအရန်ဟိုနားလည်မှုအပြည့်ပေးရယ်ပေါ့ပြီးတော့ဟိုကိုကအချစ်ခံရရလို့လည်းခံစားရရယ်ပေါ့နော်ဟိုအချစ်ခံရရဆိုရဲဟာမှာနားလည်မှုနဲ့ဟိုအေးအေးချမ်းချမ်းနဲ့ချစ်တာခံရရယ်ပေါ့ ော်ကိုယ်စိတ်ချမ်းသာမှုကသူ့ရဲ့ဟို first priority ဖြစ်နေတာပေါ့အဲ့ဒီအချက်လေးအကြောင်းမှုလို့ရပြီးတော့နောက်တစ်ခုကဒီ brain level 2ရယ်ပေါ့နော်အဲ့ဒါလေးအကြောင်းပါအရေးကြီးဆုံးကတော့ညီမဟိုအရန်ချစ်ခံရတယ်ပေါ့နော်အဲ့ဒါအကြောင်းမှုလို့တစ်သက်လုံးလက်တွဲကိုရွေးဖြစ်သွားတာပါဟုတ် အချစ်ခံရတဲ့ feeling ရဘလို့ပြောမလဲကောင်းတာပေါ့နော်တနေ့တာမှာပေါ့နော်အော်ကော်ဖီတောက်ချင်လားကော်ဖီလေးဖြော်ပေးတာမျိုးอ่ะအစားကိုကဟိုငငယ်အရင်တည်းကလည်းတူးသီးတော့တမီဆိုခလေးလိုပဲဖြစ်နေအခုလည်းကိုကခလေးလေးလိုပဲဆက်ဖြစ်နေရပါပေါ့နော်နင်းနေတော့ဟိုသူ့ဘက်ကကြည့်ရင်တော့နင်းနေတော့အချစ်ပါပေါ့နော် ိုးရင်ကလည်းညီမတို့ဒီ Facebook တွေပါသုံးကြရတော့သူနဲ့ညီမနဲ့ကတော့ဟိုတည်ပြီးသားပေါ့နော်တည်တာတော့ကြာပြီတည်တာတော့ကြာပြီဟိုပြန်အဲ့လိုမျိုးအပြင်မှာတေချာတွေ့ဖြစ်တာတော့တငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်မှာပြန်တွေ့တွေ့တွေ့ဖြစ်တာပါဟုတ်အဲ့မှာစာဟုတ်ဇလန်အမစားတော့အပါတာပေါ့နော်ဟိုဟိုတေချာလေး propose လုပ်ပြီးတော့အဲဒီလိုတေချာလေးအိမ်တော်ပြုမယ်ဆိုတဲ့ဟာလေးကတော့အရင်နေ့ကတော့အဲ့လိုစိတ်ကူးထားတာလေးရောရှိရပေါ့ဒါပေမဲ့နောက်ပိုင်း တဖြည်းဖြည်းအသက်ကြီးလာတော့ကျတော့မယူတော့ဘူးလို့လည်းစဉ်းစားမိတဲ့အချိန်လေးလည်းရှိခဲ့ရပါတော့။ဒါကတော့ကိုဟို တယောက်တည်းပဲနေလဲအဆင်ပြေနေတဲ့ဟိုလူပဲဆိုတော့ကြတော့အဲ့လိုအဲ့လိုမျိုးမယူတော့ဘူးလို့တွေးခဲ့မိရဲ့အချိန်လေးလည်းရှိရဒါကတကယ်ဟိုဒီလိုကောင်းတဲ့လူနဲ့တွေ့ရောကြတော့လေဩလက်တွဲဖို့တွေ့ဆုံဖြတ်လိုက်တာပေါ့ဟုတ်သူကတော့သူ့တငယ်ချင်းတွေကနေဆင်အီဟိုဘယ်လ်ဂျီယမ်ကိုတခါ direct မှာထားပေါ့နော်အဲ့လေးကတော့ပြီးမှပြန်ပြီးတော့ပဲတည်ရတာပါဒါကတော့ဟိုကိုကိုကြိုက်တဲ့ပုံစံလေးပါပဲဒါပေမဲ့ကြိုပြီးတော့ပြပြထားတာမျိုးတော့မဟုတ်ဘူးပေါ့နော်အပြီးရောမှာပဲပြန်တည်ရတာပါဟုတ် အမ်ပေါ့လက်ဆွေရဲ့နောက်ပြီးတော့သူညီမကကြာတော့နေဂျာပန်ကြိုက်တော့သူနေဂျာပန်နေဂျာပန်စီလေးနဲ့အဲဒီလက်ဆွေကလေးနဲ့ပေါ့နော်အဲ့ဒါတော့ surprise ဖြစ်ရတယ်ပြီးတော့ဒီတငယ်ချင်းတွေလည်းအကုန်လုံးကိုယ့်ရဲ့တငယ်ချင်းတွေအကုန်လုံးသူတရားလေးစုထားပြီးပြီးတော့ခေါ်ထားပြီးရေပေါ့အဲ့တော့ကြာတော့ပျော်ခဲ့ရပါတယ်ဟုတ်အဲပြောရပါပြောပါပြောရဆိုတော့ညီမတို့ကသူကဟိုပြီးပြီးကြတော့ voucher လေးနဲ့ဟို voucher ဆိုတော့သူတို့ဒီ GIA GIA ကတ်ကလေးနဲ့ဆိုတော့ကြတော့ဟိုပါပြတော့တွေ့ပါတယ် 对的，大概没饭内面放米老鼠吧，好。 လက်မှတ်ထိုးတာလေးတော့ထိုးလို့ပါတယ်เนาะတဲလိုမျိုးပဲရှိဟုတ်တယ်မဟိုလက်မှတ်ကတော့ညီမတို့ကဒီ proposal ကလည်းမနစ်ကတော့လောက်ထားတာလေးပေါ့เนาะညီမတို့အဲ့ဒါပြီးတော့လက်မှတ်လေးတော့ထိုးပြစ်လိုက်တယ်ဟိုပေါ့အချင်းယုံလေးပဲဒီဟိုမိဘဆွေမျိုးနဲ့ပဲညီမတို့တွားပြီးတော့လက်မှတ်လေးထိုးလိုက်တယ်ပေါ့เนาะအဲကြားထဲမှာကြာညီမအဖွားဆုံးသွားပါပေါ့เนาะအဖွားဆုံးသွားတော့ဒီအဖွားဆုံးတာကိုတစ်နှစ်ပြည့်တစ်နှစ်အတွင်းမှာညီမတို့ကမင်္ဂလာပွဲမလုပ်ပဲနဲ့အဖွားဆုံးတာတစ်နှစ်ပြည့်ရာလေးစောင့်ပြီးတော့မှညီမတို့ကဒီမိထဲမှာမင်္ဂလာပွဲလေးစီစဉ်ထားတာပေါ့ဟုတ် အဲမီမအောင်ရောင်းနူတက်မှာဟိုပွဲလေးလုပ်မှာပေါ့နော်ဗမာလိုလေးပါပဲထမသိန်းကတော့ကိုကိုမျိုးမင်းဆိုဒီဇိုင်နာကိုမျိုးမင်းဆိုကညီမတို့စပွန်ဆာပေးထားတယ်ပေါ့နော်ဒီဝယ်ရင်ပွဲအတွက်ညီမတို့ပလန်နာတော့ကိုစင်အောင်ကညီမတို့မြစ်တာနဲ့ကူညီထားပေးရပါဟုတ်မမီရောမမီနဲ့ရောအဆင်ပြေမမီရောတော့ပတ်တယ်မမီနဲ့သဘောကျပါတယ် ်အဆင်ပြေပါတယ်မင်းနဲ့လေဟုတ်အကိုကကျတော့ဒီအဲလူကြီးလူကြီးသူ့ရဲ့ personality ကလည်းကောင်းတယ်ပေါ့နော်လူကြီးမိဘတွေကိုလည်းသူဟာယူယူတေးတေးရှိတယ်ကျန်တဲ့ဟာဘာမှလည်းပြောစရာမရှိပါဘူးပေါ့နော်အဲ့တော့လူကြီးမိဘတွေနဲ့လည်းသူအဆင်ပြေရယ်အကုန်လုံးနဲ့အဆင်ပြေရယ်ဟိုအဓိကကလည်းဟိုကိုကလည်းအကိုရဲ့ဒီအဖေမိပေါ့နော်ကိုရဲ့အဖေမိနဲ့လည်းကိုကအဆင်ပြေရယ်သူတို့လည်းကိုကိုချစ်ကြတယ်ဆိုတော့နှစ်ဖက်နှစ်ဖက်ကဘာမှတော့တိတ်ပြောစရာတော့မရှိပါဘူး ညီမကတော့အခုလောလောဆယ်ညီမရဲ့ profession ကတော့ဒီ career ကကျတော့ special needs ကလေးတွေကို play therapy ပေးတာပေါ့နော်အဲ့ဒါလေးကလည်းအဓိက main အနေနဲ့လုပ်ဖြစ်နေရဆိုတော့ညီမကဂျားထဲမှာတော့ဒီတချင်းဆိုတာလေးတွေရဲ့တချင်းလေးပြန်ပြီးတော့ဆိုရဲဟာလေးတော့လုတ်ဖြစ်မယ်ပေါ့နော်အိမ်အောင်ပြုတ်လိုက်တယ်ဆိုမဲ့အကိုကအဲ့ဒါတွေကအစားသူကဟိုကြိုက်တာပေးလုတ်ထားတယ်ပေါ့နော်ဟိုရရဲဟိုဆိုချင်းဆိုအာတခါလေးသူလိုက်ပို့ရဲခါကြရင်သူကတချင်းလေးညှာထောင်ပြီးတော့အဲပင်နာလေးကောင်းနေပါလိမ့်ပေါ့နော် အကျဉ်းလေးအကုန်လုံးပေးရပေါ့အဲကျွန်တော်လည်းအကုန်လုံးကြိုက်တာလို့ဆိုပြီးတော့နားလေခွင့်ပေးထားရဲဆိုတော့ကျတော့အဲ့အလေးကသရှင်ဆိုတဲ့ဘိုင်းလေးကဆက်လုပ်ဖြစ်မှာပါဟုတ်အဲပရိသတ်ကြီးကိုလည်းဂျေဇူးအများကြီးတင်ပါရဲလို့အခုချိန်ကြီးချစ်ပေးလို့ပြီးတော့ဒီအလံအဝေးသွားတဲ့အချိန်ဒီမှာလည်းအခုချိန်ကြီးတတိယပေးလို့ဂျေဇူးလည်းအများကြီးတင်ပါရဲလို့အရင်တော့အဲနေဂျီလင်းနဲ့တယောက်တည်းချစ်တော့အခုတော့နှစ်ယောက်ပေါင်းပြီးချစ်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်